ဒီသတင်းကြခါတော်နေ့ကိုဗိဒ္ဓမာခါတော်နေ့ပေါ့နော်သတင်းကြလာပြည့်နေ့ဒီဟာလေးပေါ်မှာအမိပြုပြီးတော့ကို့ဘွားထဲမှာဘလို့ရှူတော့နေစဉ်းစားတဲ့နယ်ပေါ့နော်ဒါလေးကလည်းကို့ကိုကိုဒီလိုရှူတော့နေရနေပေါ့အမြင်ပြောင်းပြီးတော့စဉ်းစားလို့ရလာတာပေါ့အဲ့တော့တကယ်နဲ့သတင်းကြလာပြင်းပါပေါ့နော်။ရသော်ဘုရားကဒီပဋ္ဌာန်းဒေသနာတော်ကြီးကိုဟောကြားခဲ့တဲ့အတွက်ဒီညံဆိုတဲ့အလင်းရောင်ဟာ လောကရဲ့အလင်းရောင်အလုံးရောပို့ပြီးတောက်ပတယ်ပေါ့နော်ဒါတော့ဉာဏ်အလင်းကလောကမှာတော့နေရဲ့အလင်းလည်းရှိတယ်လရဲ့အလင်းလည်းရှိတယ်မီးရဲ့အလင်းလည်းရှိတယ်ဒီအလင်းသုံးမျိုးတည်းပို့ပြီးတောက်ပတာဉာဏ်အလင်းမှာအဲ့တော့ဆရာတို့ကဒီသင်းညို့လမ်းပြေးနေရောက်လို့ချိန်မြတ်ဆုံးကဉာဏ်အလင်းဆိုပြီးတော့စိတ်ထဲမှာပေါ်လာတယ်အဲ့တော့ဘဝကိုဖြတ်တန်းခဲ့တဲ့အခါမှာဒီဉာဏ်လေးနဲ့ဖြတ်တန်းနိုင်လို့ချင်းဘဝမှာအမောင်ထဲမှာလမ်းလျှောက်နေရတော့ချင်းအန္တရာယ်ရှိတယ်လို့ပဲ ီညံလင်းကြောင့်ကိုဘွားမှာရှင်းရှင်းလင်းလင်းနဲ့ဘွားခီးတစ်ခုကိုရှောက်နိုင်လို့ရှိရင်ပေါ့နော်အများကြီးအန်နယ်ကင်းတဲ့ဘွားပျော်ရွှင်မှုတွေကိုရှောက်နိုင်နိုင်မှာဖြစ်ပါတယ်နော်